ဒီနေ့မှာတော့ကျွန်တော်ကကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ pattern ဆိုတာဘယ်ကနေစပြီးဘယ်လိုပုံစံတွေနဲ့ဖြစ်လာလဲဆိုတဲ့စိတ်ဝင်စားဖွယ်သမိုင်းကြောင်းကိုကြောပြပြီးသွားမှာပဲဖြစ်ပါတယ်။ pattern ဆိုတာလူ့ဖွဲ့စည်းအတွက်ရေးပါတဲ့တည်ထွန်မှုတစ်ခုပဲဖြစ်ပါတယ်။ဒီတည်ထွန်မှုသမိုင်းကြောင်းကတိုင်းအကိုစိတ်ဝင်စားစရာကောင်းပါတယ်။ဒီတော့ကျွန်တော်နဲ့အတူတူ လေ့လာကြည့်ရအောင်တမင်ချင်းတို့ရေ။ pattern မတိုင်ခင်ကုံတော်ရေးစနစ်ကရန်ကိုထူရှားလို့ပါတယ်။ ဖက်ဆမ်ဘောကင်ကလူတွေဟာကုန်ပစ္စည်းတစ်ခုနဲ့တစ်ခုဓာတ်ရိုက်လဲလှယ်ပြီးအသုံးပြုကြတာပဲဖြစ်ပါတယ်။ဒီစနစ်ကိုတော့ဘာထရန်စစ်စတာလို့လည်းခေါ်ပါတယ်။ပစ္စည်းလဲတဲ့ရေးစနစ်ပါ။ဥပမာအနေနဲ့ပြောရရင်တော့စံရှိသူကစံနဲ့ငါးကြီးသူကငါးနဲ့ကိုဓာတ်ရိုက်လဲရတာမျိုးပါ။ဒါပေမဲ့ဒီစနစ်မှာ ပြဿနာတွေရှိနေခဲ့ပါတယ်။လူချင်းတဲ့ပစ္စည်းနဲ့လဲနေဖို့လူနှစ်ဦးစလုံးကတအူးတအူးလိုအပ်မှသာ လဲလဲနိုင်တာပဲဖြစ်ပါတယ်ဒီလိုပြဿနာတွေကြောင့်မဖြစ်မနေပတ်စံကို တီထွန်ဖို့လိုအပ်လာခဲ့တာပဲဖြစ်ပါတယ်ပထမအဆုံးပတ်စံကတော့အရန်ကိုထူရှားလွန်ပါတယ်ကုန်ပစ္စည်းပတ်စံပဲဖြစ်ပါတယ်ဒီစနစ်မှာ လူတွေဟာလူသိများပြီးတံမိုးရှိတဲ့ပစ္စည်းတွေကိုငွေကြေးအဖြစ်တုံးဆွဲခဲ့ကြတာပဲဖြစ်ပါတယ်ဥပမာစာလဝိယရဏကျွမ်းတော်တိရစ္ဆာန်တွေပဲဖြစ်ပါတယ်ဒါပေမဲ့ ဒီပစ္စည်းတွေဟာတည်ဆောင်ရတာကက်ခဲပြီးတက်ဖို့မတည်ငြိမ်တာကြောင့်ပုံမလွယ်ပူတဲ့ပုံစံကို ရှာဖွေဖို့လိုအပ်လာခဲ့ပါတယ်ဒီလိုနဲ့တတုတင်ကားတွေပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်ပထမဆုံးတတုတင်ကားတွေကိုဘီစီရှောက်ရခန်းလောက်ကလီဒီယာနိုင်ငံယခုဆိုရင်တော့တူရကီနိုင်ငံမှာစတင်အသုံးဆွဲခဲ့တာပဲဖြစ်ပါတယ်ဒီတင်ကားတွေဟာတည်ဆောင်ရတာလွယ်ကူပြီးတံမိုးတမတ်ရရလွယ်ကူတာကြောင့် လူကြိုက်များလာခဲ့ပါတယ်။ဒါပေမဲ့လည်းဒင်းကားတွေမှာ အားနည်းချက်တစ်ခုရှိနေပါသေးတယ်။ဒင်းကားတွေဟာလွယ်ကူပေမဲ့ပမာဏများလာတဲ့အခါတည်ဆောင်ရတာအခက်အခဲဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့စက္ကူငွေကြေးဆိုတဲ့အယူအဆကပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ပထမဆုံးစက္ကူငွေကြေးကိုတော့တရုတ်နိုင်ငံမှာခရနစ်900ရာစုတော့ကစတင်အသုံးဆွဲခဲ့တာပဲဖြစ်ပါတယ်။စက္ကူငွေကြေးဟာတည်ဆောင်ရတာလွယ်ကူပြီး တန်ဖိုးကြီးမားတဲ့ငွေကြေးပြောင်းလဲမှုတွေအတွက်အဆင်ပြေစေခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့စကုငွေကြေးဟာရွှေငွေစတဲ့တန်ဖိုးကြီးရဲ့တပ်ထုတွေနဲ့ချိန်ဆက်လို့ထားပါတယ်ဒါကိုတော့ ghost train နဲ့ရွှေစနစ်လို့လည်းခေါ်ဆိုပါတယ်20ရာစုမှာတော့ ghost train တန်ရွှေစနစ်ကိုဆုံးလုပ်ပြီး fat money ခေါ်ဥပဒေအကြောင်းအရတန်ဖိုးရှိတဲ့ငွေကိုစတင်တုံးဆွဲလာခဲ့ပါတယ် ။ fan money ဆိုတာကတော့ရွှေငွေလိုမျိုး တမိုးချီးတဲ့တပ်တူတွေနဲ့မချိဆက်တော့ပဲအစိုးရရဲ့ဥပဒေကြောင်းအရာတတ်မှတ်ထားတဲ့ငွေကြေးစနစ်ပဲဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတော့ငွေကြေးဟာစကုငွေဒင်းကားရဲ့အပြင် digital ငွေကြေးဖြစ်ပါပြောင်းလဲလာခဲ့ပါတယ်။ဥပမာအားဖြင့် digital currency bitcoin cryptocurrency တို့ဟာလည်းခေတ်တွင်ွေရစနေရဲ့နောက်ထပ်တိုးတက်မှုတစ်ရပ်ပဲဖြစ်ပါတယ်။နောက်လာမယ့ အနာဂတ်ကာလမှာတော့ငွေကြေးဟာပုံမှုပြီး digital currency ဖြစ်လာမယ်လို့သုံးသပ်လို့ရပါတယ် cryptocurrency တွေ blockchain ဤပညာတွေကလည်းငွေကြေးစနစ်ကိုပုံမှုလိုကြုံပြီးလွယ်ကူစေမှာပဲဖြစ်ပါတယ်ဒါ့အပြင် central bank digital currency လို့ခေါ်တဲ့အစိုးရကထုတ်တဲ့ digital ငွေကြေးဟာလည်းအနာဂတ်မှာအရေးပါလာတဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာမှာသိကြပါတယ်တကယ်ချင်းတို့ရေဒီ video လေးကတော့ ပတ်စံဖြစ်လာပုံရဲ့တမန်ကြောင့်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပတ်စံဆိုတာလူ့ဘွယ်စည်းအတွက်အရေးပါတဲ့တီထွင်မှုတစ်ခုပဲဖြစ်ပါတယ်။သူရဲ့တမန်ကြောင့်ကတိတ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင်တော့ like and subscribe လုပ်ခဲ့ပေးကြပါဦးဗျာ။